ဖုတ်ဘောမစတာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါဒါအခုတစ်ခေါက်ကတော့အတိကဒီဘာပြောချင်တာလဲဆိုတော့ခရစ္စတီယိုရော်နယ်ဒိုပြီးတော့ပေါ်တူဂီသင်း Nations League ပြိုင်ပွဲမှာပိုဆွဲသွားတယ်ပိုဆွဲသွားတဲ့အခါမှာဒီကျွန်တော်ကိုအပြင်မှာမိတ်ဆွေတယောက်ကပေါ့နော်မနေ့ကမိတ်ဆွေတယောက်နဲ့တွေ့တယ် တွေ့တဲ့အခါကျတော့စကားပြောဖြစ်တယ်ပေါ့စကားပြောဖြစ်တော့ဒီ Nations League ပိုလူပွဲ Portugal နိုင်သွားတယ် Ronaldo Champion ဖြစ်သွားတယ်ရမောင်ရဲ့အသင်းကိုနော်လူငယ်ကျယ်ပွင့်ရမောင်ရဲ့အသင်းဘောလုံးကလေတယောက်ချင်းကစားနေမှုဆိုတာသိတယ်အတိုင်းပဲကျွန်တော်တို့ဒီဘောလုံးမှာကမာဂျိုဆေမိုရိုညိုရဲ့အသင်း Pep Guardiola ရဲ့အသင်းလို့ပြောကြသလိုပဲ Messi ရဲ့အသင်း Ronaldo ရဲ့အသင်းရမောင်ရဲ့အသင်းလို့ ပြောရအောင်လုံလောက်တယ်ပေါ့နော်ဒါဒီဒီဒီကသားသမားတွေဒီလူတွေရဲ့အရေးချင်းอ่ะဆိုတော့ထားပါတော့ဒီရမောင်းရဲ့အတင်းကိုဒီလူငယ်ကျယ်ပွင့်လေးလက်ရှိဘောလုံးလောကရဲ့အတွန်းတောက်ဆုံးကျယ်ပွင့်လေးရော်နယ်ဒိုရဲ့အတင်းကအနိုင်ရသွားတယ်ဆိုတော့ခေါင်းစဉ်အောင်မှာလူတိုင်းလည်းဒီလို topic မျိုးကိုကြိုက်ကြတယ်လေဘာလို့မလုပ်တာလဲဆိုပြီးတော့မေးတယ်အညီတွေပါပဲတကယ်တော့လေပြီးတော့ဟိုဘာမှလည်း ဝေဖန်ကျင်တာမျိုးလည်းမဟုတ်ဘူး तू ကဒီလိုပဲကိုကောင်းစေချင်လို့ပေါ့နော်ဒါဟာမကောင်းဆိုတော့ဒါမျိုးတွေတင်သိနေမဟုတ်ဘူးလားဆိုတော့ဟောတင်သိမှန်းတော့သိတယ်ဒါမှမဟုတ်လေဘာရေမဟုတ်ဘူးကျွန်တော်ဒီ Nations League ကိုသိအာယုံမလာဘူးအာယုံမလာတဲ့ခါကျတော့မတင်လိုက်ဘူးပေါ့ပွဲလည်းကြည့်လိုက်ရသားနဲ့အကစားတာလည်းကောင်းပါတယ်ရော်နယ်ဒိုကစားတာလည်းကောင်းတယ် ရမောတော့တိတ်မကောင်းရမောမကောင်းဆိုတာကနိုနိုမန်တက်စ်ကဒီဘွဲအကောင်းဆုံးသားသမားပေါ့အဲ့ဘွဲမှာဆိုတော့ထားပါတော့ဟိုဘာညာရတော့မဟုတ်ဘူးအဲ့အဲ့လောက်ထိအာရုံမလာဘူးကျွန်တော်ကလည်းအဲ့လိုမျိုးစိတ်ထဲမှာအလုပ်တွေပုံနေပြင်မဲ့လေအာရုံကျနေ ရောက်တဲ့နေရာကနေပြောတတ်တယ်ကျွန်တော်လမ်းပြီးမှလည်းပြောရင်ပြောတယ်ကားပေါ်လည်းပြောရင်ပြောတယ်ဟိုစောကဟောက်ရိုက်ကူးသွားနေရင်လည်း တခြားအတွက်ပြောရင်ပြောတယ်ဒါမှတခြားလေးကြာရင်လေလူကအားနေတာတော့မှဘာမှမလုပ်ချင်ဘူးအာယုံမလာတဲ့ချိန်နေရှိတယ်အဲ့တော့အပြစ်တင်ရင်လည်းခံရမှာပဲဒါကကျွန်တော်အကျင့်ပဲအနောက်တစ်ချက်ကဒီကာလအတော်အတွင်းမှာစာတော်တော်ဖတ်ဖြစ်တယ်ပေါ့နော်စာတော်တော်ဖတ်ဖြစ်တယ်စာအရန်ဖတ်ဖြစ်တဲ့အချိန်တွေရှိတယ်တိတ်မဖတ်ဖြစ်တဲ့အချိန်တွေလည်းရှိတယ် အဲ့တော့တကယ်တမ်းကျတော့အလုပ်များခြင်းအလုပ်နည်းခြင်းကအကြောင်းပြချက်ပဲဗျာလုပ်ချင်စိတ်ရှိတဲ့အချိန်ဆိုရင်ဘလောက်ပဲအလုပ်တွေရှုပ်ထွေးထွေးဘာမှမဟုတ်တဲ့အကြောင်းအရာတစ်ခုလဲထပြောရင်ပြောလိုက်တာကျွန်တော်နောက်တစ်ခုကကျွန်တော်ဗီဒီယိုတွေလုပ်တဲ့အခါကြာရင်ကျွန်တော် content ကကျွန်တော်ထွေထူးတက်ပြီးတော့စဉ်းစားလိမ့်မရှိဘူးထွေထူးဆိုတာကဥပမာ schedule နဲ့အဲ့ဒီအချိန်မှာတာပြောမယ်ဒီအချိန်မှာတာပြောမယ်အဲ့ဒါအဲ့ဒါမရှိဘူးကျွန်တော်ပုံစံအတိုင်းပဲကျွန်တော်စိတ်ထဲပါလာတဲ့အချိန်ကျထပြောလိုက်တာပေါ့နော် ော့ဒီဘက်ပိုင်းမှာကျတော့ Ronaldo ဒီပြီးတော့ Nations League ကိစ္စအခုနောက်တစ်ခုဒီ Messi ဒါ Inter Miami အခု Club World Cup အဖွင့်ပွဲဆိုပွဲလဲကြီးလိုက်တယ်ဒါပေမဲ့စိတ်ထဲမှာဘာမှထွေထူးသိပ်ပြောရင်လည်းမရှိဘူးကျွန်တော်မလှုံ့ဆော်နိုင်ဘူးဖြစ်နေတယ်ဒီရက်တော့အတွင်းမှာဘာလှုံ့ဆော်လဲဆိုတော့ဒီ Club World Cup နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဒီအခုဒါ Manipal မြန်မာဆိုတာကျွန်တော်တလောကတောင်မှထည့်ပြောလိုက်သေးတယ်ကျွန်တော်ဒီစီးပွားရေးပိုင်းနဲ့ပတ်သက်တာတွေပြီးတော့ဒီ transfer strategies နဲ့ပတ်သက်တာတွေပြီး commercial ဘိုင်းပေါ့နော် commercial ဘိုင်းဒီ strategies ဘိုင်းပြီးတော့ဘလုံးရဲ့ဒီနောက်ွယ်ရာကိစ္စတွေအတွက်ဆိုပြီးတော့ကျွန်တော်ကျွန်တော်နဲ့ညီလေးတယောက်နဲ့စကားပြောထားရှိသဘောတူထားရှိတယ်ကျွန်တော်တလောက်ကိုအမှန်တော့ ဟိုသူလည်းအများကြီးမလုပ်နိုင်ဘူးကျွန်တော်တို့အကန့်အသတ်နဲ့သွားမယ်တလောက်အများကြီးလည်းမဟုတ်5 6ပို့ပေါ့နော်ပြီးတော့ဒါကျွန်တော်ညီလေးလည်းဖြစ်တဲ့ဒါစီတူပေါ့စီတူလည်းပါမယ်ကျွန်တော်နှစ်ယောက်နဲ့အိုင်မနီဘောမြန်မာဆိုတာအခု club world cup တောင်မှတင်လိုက်ပြီနဲ့တူတယ်အဲဆိုတော့အဲ့ဒီဟာလေးလောက်ပဲလောက်ဖြစ်တယ်ကျွန်တော်ကအပြင်လောက်လည်းဘာမှမမေ့ရရှိတာမဟုတ်ဒီ forward master မှာတင်တဲ့ post တစ်ခုနှစ်ခုနဲ့အဲ့ဒါနဲ့ပဲလောက်ဖြစ်ပြီးတော့ဒီရက်တည်းက ဟိုစိတ်ထဲမှာတိတ်ပြီးတော့ဟိုမှာဖြစ်ဘူးအဓိကစာဖတ်တဲ့ဘက်ကိုအာရုံများတယ်ဟိုပြီးဖတ်เสียစာအုပ်တွေကလည်းအရင်ကောင်းနေတယ်ဖတ်เสียစာအုပ်တွေကလည်းဆိုတော့နောက်တစ်ခုကကျွန်တော်ကကျတော့ဟိုရှင်းရှင်းပြောရင်ဟိုနေပဲဆုံးတယ်ကျွန်တော်ကဒီအာကစားဆိုတဲ့ရုပ်ဝန်းတစ်ခုထဲမှာ နေတာမဟုတ်ဘူးကိုယ့်ရဲ့ဒီအတမွေးဝမ်းကြောင်းထမင်းစားတဲ့အလုပ်ကအာကစားဖြစ်ပြီမြင်အာကစားကိုလည်းဟိုမှာဖြစ်တယ်လို့တခြားဒီ နေပေဆုံးတယ်ဗောဗျာလွယ်လွယ်ပြောရင်ကျွန်တော် science ဘက်လည်းဟိုကကြိုက်တာဟုတ်တခြားဘက်တွေလည်းအဲ့လိုရှောက်ပြီးတော့လုံနေတာဆိုတော့ဟောစာဖတ်နေဖတ်နေနေအလုပ်လုပ်ချင်းစိတ်နေတယ်ဗောနော်အလုပ်လုပ်ချင်းစိတ်နေတယ်ဒါပေမဲ့ဒီ soccer house ဒီနေ့ဆိုတော့ soccer house ရဲ့ကိုဆော့ဆော့မပြောင်းရောက်တော့ soccer house ရဲ့ကိုရေးသွားတယ်သွားတဲ့ခါကျရင်အဲ့မှာဆိုရင်နည်းနည်းခန်းစားချက်ကောင်းတယ် soccer house ရဲ့ကိုရေးမှာဒီ founder နဲ့ဒီဦးစီးဦးဆောင်လုပ်နေတဲ့သူတွေတရားလည်းလူငယ်တွေပြောရတဲ့အခါကျတော့လေကိုရကိုရရင်တို့ဆိုလေအပေါ်ပေါ်ပါပါပြီးရင်စီသူနဲ့ဒါတွေ့ရတော့လေစီသူနဲ့ကအမှန်ဆိုသူထိုင်းရောက်နေတာကျွန်တော်နဲ့ဒီမှာ24နာရီဖုန်းခေါ်နေကြိုက်တဲ့အချိန်ခေါ်လို့ရနေတာပဲလုံးဝလုံးဝမပြောပြမခေါ်ဖြစ်ဆော့ကောဟုတ်ရတဲ့အချိန်လေးကျမှသူနဲ့ zoom ကနေပြီးတော့ရိုက်ကွေးလို့တော့သူနဲ့စကားပြောရပါညာပြီးတော့ချားညီလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ mood ကကောင်းတယ်အဲ့တော့ ဟဲ့ပြန်လာတဲ့အခါကျရင်အဲ့လိုကားစီးလာရင်းနဲ့အကြောင်းအရာတွေကတခုပြီးတခုလက်ကနေလက်ကနေလက်ကနေပေါ်နေတယ်ဆိုတော့ဒါလေးတော့ပြောလိုက်အောင်မယ်လေအဲ့လိုတွေးလာအရောက်ပြီဆိုရင်ဘာဖြစ်လဲဆိုတော့ဆိုတော့ဒေါက်ဖြစ်တယ်ပဲပြောရမှာနော်အရောက်ပြီဆိုရင်အဲ့ဒီရိုက်ကူးရေးလုတ်ဖို့အတွက်ပေါ့နော်ဒါဒါဒါဆိုကျွန်တော် ကျွန်တော်အတစကားအသုံးနှုံးရဆိုအခုဒါဗီဒီယိုရိုက်နေဆိုရိုက်ကူးရေးပေါ့အဲ့ဒီဟာလုပ်ဖို့အတွက်ပေါ့ကျွန်တော်လည်းခက်ခဲနေတယ်အဲနောက်ကမနေ့ကကြတော့အဲမန္တပိုင်းမှာကျွန်တော်ဆော့ဆော့ပြောတဲ့ဒီရော်နယ်ဒိုကိစ္စအကောင်လေးနဲ့တွေ့ညနေပိုင်းကျတော့ကျွန်တော်လက်ယုံနဲ့တီဟဇော်နဲ့ဒါကျွန်တော်ညီတွေပဲသူတို့နှစ်ယောက်နဲ့အပြင်မှာချိန်ပြီးတော့စကားတွေပြောဖြစ်တယ်စကားပြောဖြစ်တဲ့အခါကျတော့အเจ้าရဟာအစုံနဲ့သူတို့နဲ့ပြောတဲ့အခါကျရင်အเจ้าရဟာအစုံပြောဖြစ်တယ် ပြန်လာတဲ့အခါကျရင်လယုံပြောတဲ့စကားတွေကတချို့ဟာလေးကလည်းအကောင်းလေးလို့တရားလေးတွေကဆက်ပြီးတော့ချဲ့ပြီးတော့ပြောလို့ရတာပဲ။ဒါမျိုးလေးတွေးသေးတယ်။ဒါပေမဲ့အရောက်တော့အဲ့ဘက်ကမရောက်လိုက်ဘူး။စာအုပ်ခက်ဖြစ်သွားတယ်ပေါ့နော်။အဲအဲ့လိုဖြစ်ရတယ်။ဟုတ်။နောက်လောက်ချင်တာတွေကအများကြီးပဲ။ကျွန်တော်အခုတစ်ခေါက်ကကျွန်တော်ပြောထားသလိုပဲ။ကျွန်တော်အခုဒီ Manibor မြန်မာဆိုတဲ့ဒီ YouTube channel ပေါ့နော်။အဲဟိုရှိတယ်လို့ထင်လို့ဒီဘောလုံးဆိုတဲ့အထက်မှာဘောလုံးရဲ့စီးပွားရေး ီးတော့ transfer ရဲ့ဒီနောက်ွယ်ဟာအကြောင်းလေး transfer ရဲ့ဒီဈေးကွက်မဟာပြူပါလေးပြီးတော့ marketing နေဆိုတော့အကြောင်းနေပေါ့နော်ဒါတွေကကျွန်တော်တို့မြန်မာပြည်သက်တွေထဲမှာစိတ်ဝင်စားတဲ့သူတွေလည်းရှိတယ်တရားမဟုတ်ရှိတယ်တရားရှိပြီးတော့တချို့နောက်ွယ်အကြောင်းတွေကဒီဘောလုံးသမားအပြောင်းအရွှေ့တွေမကဘဲနဲ့ဒီလိုအကြောင်းအရာတွေကိုလည်းသိကျင်ကြတဲ့သူတွေရှိသလိုဒီလို channel မျိုးလည်းရှိတဲ့နယ်လို့ထင်လို့ကျွန်တော်အဲ့အလုပ်ကိုကျွန်တော်လက်ခံလိုက်တာနောက်ပိုင်းကျရင်ကျွန်တော်အဲ့လိုမျိုး ဟိုလာကန်းလာနိုင်လဲကျွန်တော်မလုပ်အရင်ထဲကလည်းမလုပ်ပါဘူးအရင်ထဲကလည်းညင်းလာများတယ်လူတွေကအဲကျွန်တော်ခုမှပါတယ်ဒီမှာပါတယ်ဆိုတော့စိတ်ထဲမှာဟိုလိုက်လို့ဒီလိုက်လို့တော့ထင်းလိုက်မှာတကယ်တမ်းကျတော့အလိုမဟုတ်ဘူးကျွန်တော်မညင်းသာလို့အလိုလာပိုင်းတော့လုပ်ပေးလိုက်တဲ့ဟာမျိုးတွေရဲ့နောက်တစ်ချက်ကညင်းထားတာတွေအများကြီးပဲကျွန်တော်ဟိုနန်းလုံးညင်းညမ်းဆိုတဲ့ဒီ identity အပြည့်နဲ့ပေါ့နော်ကိုယ့်ရဲ့ဟိုကိုယ် YouTube channel တခုလုပ်ဖို့လည်းရှိတယ် ပြီးတော့ soccer house ရှိတယ်ပြီးတော့ကိုချမ်းအတွက်ပေါ့နော်ကိုချမ်းအတွက်က UK match day ဒီ champions ကတော့သူကိုကျွန်တော်ပေးလိုက်တာပဲသူတို့အဆင်ပြေတဲ့နေရာမှာအဆင်ပြေဆိုသုံးတာပြီးတော့ football master ပေါ့နော် football master လည်းဟိုကျွန်တော်ပွင့်လင်းပြောရရင်ကျွန်တော်အပိုင်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အပိုင်လိုပဲနာမည်ကျွန်တော်ကိုပိုင်နန်လုံးညင်းဆိုတာလုပ်ဖို့ရှိတယ်ပြီးတော့ manibal မြန်မာကျွန်တော်ကူညီပေးဖို့ရှိတယ်ပြီးရင်ကျွန်တော်လက်ရှိလုပ်နေတဲ့ soccer house နဲ့ကိုချမ်း ဲ့ဒါအပြင်ဆက်ပြီးတော့လည်းနောက်ပိုင်းမလုပ်တော့ဘူးလုပ်မယ်ဆိုရင်တော့မှအဲ့ဒီဒီ digital platform ပေါ်ကိုမတက်တော့ဘဲနဲ့ကျွန်တော်စာအုပ်ရင်းရေးမယ်စာရေးမယ်ပေါ့နော်စာရေးမယ်ဆိုတဲ့နေရာမှာဒီ sports နဲ့ပတ်သက်တဲ့စာအုပ်ပေါ့နော်ဘာသာပြန်မဲ့ဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်တိုင်ရေးဒီစောင်းပါးတွေစုစည်းမှုပဲဖြစ်ဖြစ်အသစ်တွေပေါ့နော်အသစ်တွေရင်းလည်းရေးမယ်အဲ့အဲ့လိုပဲရှိတော့တယ်ပေါ့ကျန်တဲ့ဟာတွေမပြောတော့ဘူးစဉ်းစားထားအဲ့လိုစဉ်းစားထားတော့ပေါ့ဟိုပြောချင်တာပါလဲဆိုတော့ စဉ်းစားထားတာတွေကအများကြီးပဲမလုတ်ဖြစ်ဘူးအဲကျွန်တော်ညီလေးပေါ့နော်ဒါဆော့ကာဟော့စ်ကဆိုလဲတိုက်တွန်းနေကြတယ်လုတ်တော့လုတ်တော့လုတ်တော့ဆိုတဲ့အခါကျတော့အေးလုတ်မလုတ်မလုတ်မနဲ့မလုတ်ဖြစ်ဘူးဟိုကလည်းမလုတ်ဖြစ်ဒီကလည်းမလုတ်ဖြစ်ဆိုတော့စိတ်ကအခုကပြန်ဆုစည်းနေရတယ်ပြန်ဆုစည်းနေရဆိုတော့ဒီကာလတွေမှာကျွန်တော်အဲ့လိုကြီးဖြစ်နေတာအဲ့တော့ရော်နယ်ဒိုရဲ့မက်ဆီရဲ့လည်းပွင့်နေပြီကျွန်တော်တော့သိရေးမကြည့်ဘူးဗျ ရိုနာဒိုကဘာဖြစ်လို့မဲကျွန်တော်တိတ်ပြီးတော့ကျွန်တော်စိတ်ဝင်စားကြမှာဝင်စားတာဆိုတော့တချို့တွေအတွက်ကျတော့အရန်အရေးကြီးတာပေါ့ဗျာကိုအရန်အားပေးတာပေါ့ကိုအရန်ယူမှုအားပေးတဲ့အခါကျတော့သူတို့အနေနဲ့လည်းပြောစီခြင်းပါပေါ့လေကြားခြင်းပါပေါ့ဗျာရှင်းပြောရင်ဟိုကျွန်တော်တို့ဆိုပြောမယ်ဆိုအစိုးမြင်စိတ်ကများနေတာဟုတ်အကောင်လေးဒီလိုဖြစ်တော့လေကြားကြင်ပါပေါ့နားလေပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ကအဲ့လိုအဲ့လိုဖြစ်နေရတကယ်တမ်းကျတော့အချိန်တွေက ပိုတယ်ချိန်တိုင်းလက်နိုင်လေးရှိတယ်ကျွန်တော်တောက်လျှောက်နှစ်ပေါင်းများစွာနှစ်ပေါင်းဟိုဆယ်ဆုနှစ်နှစ်ခုလောက်အလုပ်လုပ်ခဲ့တဲ့အလုပ်လဲကျွန်တော်နားလိုက်ပြီဆိုတော့အတွက်အချိန်တွေကပိုတယ်ဒါပေမဲ့အဲ့ပိုတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့မထင်မှတ်ပဲနဲ့အစောဘက်ကိုရောက်နေအလကားနေစာဖက်ထိုင်ဖက်ဖြစ်နေဒါပေမဲ့ကျွန်တော်စာဖက်တာနဲ့လျှော့မယ်အလုပ်ပိုလုံးမယ်နောက်ပိုင်းကျရင်တော့ဟိုလုံးဆရာရှိတဲ့အလုပ်တွေပေါ့နော်ကိုချမ်းတယ်လေအများကြီးပို့လို့ဖြစ်မယ်အများကြီးပို့လို့ဖြစ်တယ်ဆိုတော့ဒီ channel တွေပါပဲတခြားတခြားဟာတွေမဟုတ်ပြီးတော့ soccer house အတွက်လည်း ကျွန်တော်ပို့ပြီးတော့အာယုံဖိုက်မယ်စဉ်းစားရတယ်အခုနောက်ပိုင်းသောကောက်ကဗီဒီယိုတစ်ခုပေးဆိုအဲ့လိုပေါ့နော်ဟိုအကောင်းဆုံးကိုပေးတင်ပါလေနဲ့အသောကောက်ကနေပြီးတော့လန်တောင်းတဲ့ခါကျရင်ကျွန်တော်စိတ်ထဲရုတ်တရက်ကောင်းလေးပေါ်လာတဲ့ဟာမျိုးကောက်လုပေးလိုက်တာများတယ်အဲ့တော့အဲ့ဒါကြီးလည်းနည်းနည်းရှော့ပါမှာပေါ့ပြီးတော့ဒီကိုပိုင် channel သာလုပ်မယ်ဆိုရင်တချို့ဟာတွေကဟိုတရက်ကိုဟိုနှစ်ရက်ကိုတစ်ပုတ်လို့သုံးရက်ကိုတစ်ပုတ်လို့ဖြစ်လို့မရှိဘူးလေဒါကဒီ frequently လောက်အောင်ဟိုဒီ frequently လောက်ဖို့လိုတယ် frequency လေးရှိဖို့လိုတယ် consistency အပြည့်နဲ့တင်တင်သွားတဲ့အခါကျတော့ဒါပြိသက်တင်နေပို့ပြီးတော့ဟိုထိတွေ့ဖြစ်တာပေါ့ပြောမှဆိုရင်ဟိုကို channel မြန်မြန်အောင်မြင်တာပေါ့ဗျာဒီဒီတရက်တရက်ဒီ subscribe လောက်တဲ့ဆိုလည်းများတာပေါ့ဆိုတော့အခုအဲ့အဲ့ဒါဖြစ်နေတာအဲ့ဒါကိုရှင်းပြကြင်တာနောက်ကျွန်တော်လည်းပြောတယ်သူတွေပြောကြတယ်ပေါ့နော်ဒီ football master ကလည်းရှင်းပြကျွန်တော်တင်တာမဟုတ်ကျွန်တော်ဗီဒီယိုလုတ်ပြီးပေးလိုက်တာ ပေးလိုက်ပြီးတော့ဒီပါပိုင်တဲ့သူသူတို့တွေကတင်ကြတာဆိုတော့အခါကျတော့အဓိကအဲ့ဒါပါဟိုကျွန်တော်ကဒီနောက်တစ်ခုကအမှန်တိုင်းပြောရရင် comment တွေပါလေကျွန်တော်မဖတ်ဖြစ်ဘူးမဖတ်ဖြစ်ဘူးဆိုဘာကြောင့်ရေလို့မှာတော့မဟုတ်ဘူးကျွန်တော်ကအဲ့ YouTube မှာတိတ်ပြီးတော့အချိန်မများဘူးပြီးတော့ screen time ကဟိုကျွန်တော်ဒီ YouTube တို့ Facebook ဆိုကျွန်တော်လုံးဝမတုံးဘူးမတုံးအရင်ကရှိဘူးလေပြတ်သွားတာ ပြတ်သွားတော့မိတ်ဆွေတချို့လည်းရှိတယ်အဲ Facebook ပြန်ဆယ်ဖို့ကိစ္စပါညာလည်းဒီလက်ယုံမနေ့ကတော့အဲသူစီစဉ်နေသူလုပ်ပေးမယ်ပါညာတော့ပြောတယ်အဲဟိုဖြစ်ရင် Facebook ပြန်သုံးပြမယ်ပေါ့နော်လက်ယုံပြန်ဆယ်တာအစဉ်ပြေနောက်ပိုင်းတော့အလုပ်ကိုပို့လို့ဖြစ်မှာပါဆိုတော့အဲ့ဒီဟာလေးဒီအခုဒါ cloud backup အချိန်လဲရောက်လာပြီတချို့ပွဲလည်းပြောပြလိမ့်မယ်အလုပ်ပို့လို့ဖြစ်မယ်ကိုကိုကိုတော့ငါလုံမယ်လုံမယ်နဲ့ဒီတရားပြတရားကိုယ့်အောက်ကိုဂရိမတီကိုဂရိတွေပြတ်လာကြပြီဆိုတော့နောက်ဆုံးတော့အခု ဒီဗီဒီယိုနဲ့အဲ့ကိစ္စကိုလည်းရှင်းပြချင်တာပေါ့နော်ရော်နယ်ဒိုပေါ်တူဂယ်ပရိသတ်တွေမဟုတ်အဲ့လိုမဟုတ်ကျွန်တော်ဟိုပေါ်တူဂီပွဲတွေလည်းပေါ်တူဂီမုန်းစရာလည်းမရှိဘူးလေရော်နယ်ဒိုကလည်းတချို့သိပါတယ်ကျွန်တော်ရော်နယ်ဒိုဘယ်လောက်ကြိုက်တယ်လဲဆိုတာအဲ့တော့ထားပါတော့ဆိုတော့နောက်ပိုင်းကျတော့တင်စရာရှိတဲ့ဟာတွေတင်သင့်တဲ့ဟာတွေဟိုဟိုစိတ်ပါသည်ဖြစ်စီမပါသည်ဖြစ်စီပေါ့နော် အလုပ်တစ်ခုလို့တကယ် responsibility အပြည့်နဲ့ အဲလုံမယ်လို့စဉ်းစားထားတယ်ဆိုတော့ပြန်ပြီးတော့ပြောရရင်ဆိုစပေါင်းတို့ Soccer House ပြီးတော့ဒီ UK Match Day အပြီးတော့အာ Money Ball မြန်မာ Money Ball မြန်မာကတော့အခုမှစတာမနေ့တနေ့မှစတာမနေ့တနေ့မှဒီစပြီးတော့တင်မယ်လို့ပြောတယ်ဒီ14ရက်နေ့တင်မယ်လို့ပြောတယ်အော်တင်တော့တင်လာတင်လောက်ပြီဒီနော်ကျွန်တော်ပြည်သက်တွေလဲ Receiver ဘိုင်းနဲ့ပတ်သက်တာတွေ Transfer Strategies နဲ့ပတ်သက်တာတွေအများကြီးတော့မဟုတ်ဘူးဗျနေ့တိုင်းတော့တက်နေမှာမဟုတ်ဘူး အ3လရက်တစ်ခါလောက်3လရက်တစ်ခါလောက်တက်နိုင်အောင်တော့လုပ်ဖို့ကြိုးစားထားတယ်အလွန်ဆုံး9ရက်တစ်ခါပေါ့ဗျာအဲ့လောက်တပုတ်တော့ဟိုပြည့်ပြည့်စုံစုံပေါ့အဲပြောစမ်းစားထားအဲ့မှလည်းဝင်ကြည့်ကြပါအောင်လို့အဲပြီးတော့ဒီကျွန်တော်ကိုပိုင်ဟာပေါ့တိတ်မကြခင်လာမယ်ဆိုတာလေးပြောရင်လည်းအဆုံးသတ်လိုက်ပါတယ်ကျွန်တော်တကယ်ပြောတာဖော်ဖော်မဆာပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဒါကျွန်တော်ဟိုချစ်ခင်ကြတယ်အားပေးကြတယ်တချို့လည်းဘလို့ခုံလဲဆိုဝေဖန်တဲ့သူလည်းရှိတော့ဒါရှောင်လွှဲလို့မရဘူးလေး ဟိုပြည်သက်ရဲ့ right ကလည်းရှိတာဟုတ်အမြင်မတူတာတွေလည်းရှိတာဟုတ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘယ်တော့မှ100%ကျွန်တော်မှန်နေမှာမဟုတ်ဘူးအဲကျွန်တော်တခုတော့သိကြတယ်ကျွန်တော် bias မရှိဘူးကျွန်တော်မှာဟိုနာသီတို့တာသီတို့မရှိဘူးကျွန်တော်မြင်တဲ့အတိုင်းတော့ကျွန်တော်မြင်တဲ့အမြင်ကမားတာတွေလည်းရှိမယ်ဒါပေမဲ့မှန်တာတော့များပါပါဆိုတော့အားလုံးကျေးဇူးတင်ပါတယ်